မင်္ဂလာပါဒီနေ့ lesson မှာ page number 100မှာရှိတဲ့ example 1နဲ့ page number 101မှာရှိတဲ့ review questions ကိုကြည့်ပါမယ် example 1 why is copper 29 cu considered a transition element copper 29 cu ကိုဘာကြောင့် transition element အဖြစ်ထည့်သွင်းစဉ်းစားထားပါသလဲတဲ့အဖြေကိုကြည့်ရအောင် 29cu has the electronic configuration AR AR ဆိုတာအာဂွန်6နဲ့ရေးထားတာဒီ AR မှာ electron 18လုံးရှိပြီအဲ့တော့ AR 3D 10 4S 1 18ရဲ့30ပေါင်းတော့28ဒီ 4S 1ပေါ်မှာတစ်ထည့်လိုက်တဲ့အတွက်29ဒီ electronic configuration ရေးပုံရေးနည်းကိုရှေ့ရ lesson မှာသင်ထားပြီးသားပါ CU2+ ဆိုရဲအာယုံဖြစ်ပြီဆိုရင်တော့ဆရာမတို့ဟာဒီ 4S 1မှာရှိတဲ့ electron တစ်လုံးကိုထုတ်မယ်နောက်ပြီးတော့ 3D ဘက်ကအီလက်ထရွန်တစ်လုံးကိုထုတ်လိုက်ရင်ဒီ Cu2+ အာယွန်းရဲ့ electronic configuration ဟာ AR 3D9 ဖြစ်ပါမယ်။အဲ့ဒီလို AR 3D9 ဖြစ်ခြင်းဟာကောပါကို transition element ဖြစ်စဉ်းစားစီတဲ့အချက်ဖြစ်တယ်။အဖြေက copper is considered a transition element because the Cu2+ ion has incomplete 3D orbitals. incomplete ဆိုတာ ဒီ subshare ပေါ်မှာအများဆုံးအပြည့် electron 10လုံးလက်ခံတာပါအဲ့ဒီလို10လုံးမပြည့်တာကို incomplete 3d orbitals လို့ခေါ်တယ်ဒါဟာ cu2+ ion ရဲ့ electronic configuration ဖြစ်ပါတယ်ဒီမှာ electron နှလုံးထုတ်လိုက်တာဖြစ်တဲ့အတွက်မူလ electronic configuration မှာရှိတဲ့ 4s1 က electron တစ်လုံးရယ် 3d10 က electron တစ်လုံးရယ်ကိုထုတ်လိုက်ခြင်းအပြင်ဒီမှာ electron နှလုံး loose ဖြစ်သွားတယ် ဲ့လို electron loose ဖြစ်ခြင်းကြောင့် Cu ပေါ်မှာ 2+ ion ဖြစ်တာဒါကြောင့်သူ့ရဲ့ electronic configuration ဟာ AR3D9 ဖြစ်ပါမယ် page number 101 review questions တွေကိုဖြေပါမယ် number 1 choose the transition elements from the following အောက်မှာပေးထားတဲ့ element တွေထဲက transition elements တွေကိုရွေးပေးရမယ်ဒီမှာ element 1 4 6 10လုံးပေးထားတယ်နောက်မေးခွန်းတစ်ခုက write the complete electronic configurations for the transition elements of twice ဒီဆယ်လုံးလေးကမင်းရွေးထားတဲ့ transition elements တွေရဲ့ complete electronic configurations ကိုရေးပြရပါမယ်။ကျွန်တော်တို့စပြီးရေးရအောင်။ electron အရေအတွက်21ကနေ electron အရေအတွက်30အထိဟာ 3D transition elements တွေဖြစ်လို့ဒီဆယ်လုံးထဲမှာ electron 20ရဲ့အထက်ကနေစပြီးရေးပါမယ်။ 24CR 22TI 26FE 28NI နဲ့ 25MN တို့ဖြစ်ပါတယ်ပြီးတော့နောက်ထပ်မေးခွန်းဖြစ်တဲ့ complete electronic configurations တွေကိုဒီ choice လုပ်ထားတဲ့ element တွေအတွက်ရေးရအောင်ပထမဆုံး 24CR ရဲ့ electronic configuration ကိုရေးမယ် 24CR chromium ဟာ transition element ဆဲလုံးထဲမှာ electronic configuration အနည်းငယ်ထူးခြားတဲ့ element ဖြစ်တယ်ရေးကြည့်ပါမယ် 1s2 2s2 2p6 3s2 3p6 ပြီးရင် 4s2 လာတာဟာဒါပုံမှန်ပဲ 4s2 ဆိုရင် electron အလုံး20ဖြစ်ပြီဒါပေမဲ့ဒီ chromium မှာ 4s2 မထည့်ပါဘူး 4s1 နဲ့နောက်ကျန်ခဲ့တဲ့ electron ကို 3d5 လို့ထည့်ပါမယ်ဘာကြောင့်လဲဆိုရင် ဒီ 4S နဲ့ 3D orbital နှစ်ခုဟာ energy level တူညီလို့နေပါရှိတယ်။ 3D ပေါ်မှာ4ထည့်တာနဲ့ 3D ကို5ဖြစ်အောင်ထည့်ခြင်းဟာ5ဟာဆယ်လုံးရဲ့တဝက်ဖြစ်တဲ့အတွက်ကြောင့်4ထည့်ပို့ပြီးတော့တည်မြဲပါတယ်။ဒါကြောင့်ဒီ S ပေါ်မှာရှိတဲ့ electron တစ်လုံးကို 3D ဘက်ကိုရွှေ့လိုက်တာပါ။ဒီတော့ 24CR ရဲ့ complete electronic configuration ဟာပုံမှန်မဟုတ်ဘဲနဲ့ 4S1 3D5 ဖြစ်ပါမယ်။ပုံမှန်ကတော့ 4S2 3D4 ပေါ့။ 4S2 3D4 ဆိုရင်မှားပါမယ် 4S1 3D5 ဖြစ်ရပါမယ်နောက်တစ်ခု 22DI ကိုရေးပါမယ် 22DI ကပုံမှန်ပါပဲ 1S2 2S2 2P6 3S2 3P6 4S2 ဆိုရင်ဒါ20ပါနောက်ထပ်22ဖြစ်ဖို့ 3D ပေါ်မှာ electron နှလုံးတင်လိုက်ရင်ရပါပြီနောက်တစ်ခု 26FE 26F ကလည်းကျွန်တော်တို့ပုံမှန်မြေ 1S2 2S2 2P6 3S2 3P6 4S2 ဆိုရင်ဒါအီလက်ထရွန်20 6ခုဖြစ်ဖို့အတွက် 3D ပေါ်မှာ6တင်လိုက်ရင်ဒါရပါပြီနောက်တစ်ခု 28Ni နီကယ်ရဲ့ electronic configuration ကလည်းပုံမှန်ပါပဲ 2s2 2p6 3s2 3p6 4s2 အထိ electron 20 28ဖြစ်တဲ့အတွက် 3d ပေါ်မှာ8တင်လိုက်ရင် electronic configuration ရပါပြီနောက်ဆုံးတစ်ခုက 25mn 25mn လေးပုံမှန်ရေးမယ် 1s2 2s2 2p6 3s2 3p6 4s2 နဲ့ 3d5 ဆိုရင် ဒါသူ့ရဲ့ electronic configuration ရပါပြီ။ Number 2 write down the essential electronic configurations of the metals and ions list below. အောက်မှာပေးထားတဲ့ metals နဲ့ ions တွေရဲ့ essential electronic configuration ကိုရေးပေးရပါမယ်။နောက်သူပေးထားတာက given ဆိုပြီးတော့ element တစ်ခုချင်းစီရဲ့ number of electrons အရေးအတွက်တူပေးထားတယ်။ 21sc 26fe 27CU 29CU နဲ့ 30ZN မှာဒီအဖြေအမရေးခင်မှာ essential electronic configuration ရေးဖို့အတွက် general formula ပေးထားတယ် n minus 1 d 1 to 10 ns 1 to 2ဖြစ်ပါတယ် essential electronic configuration ရေးတဲ့အခါမှာဒီ general formula အရပထမဦးဆုံး 21sc 21sc ရဲ့ essential electronic configuration က 4S2 3D1 ဖြစ်တယ်။ဒါပေမဲ့ဒီပုံစံအရရေးမယ်ဆိုရင်တော့တို့က DO ရှေ့ရထားပြီးရေးပါမယ်။ 3D1 4S2 ဖြစ်ပါတယ်။နံပါတ်2 Fe2+ ion ရဲ့ essential electronic configuration ရေးမယ်။ Fe2+ မဟုတ်ဘဲ Fe ရဲ့ configuration က 4S2 3D6 ပါ။ အဲ့ဒီမှာ D4S2 က electron နှလုံးကိုအရင်ထုတ်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ Fe2+ ion ရဲ့ essential electronic configuration ဟာ 3D6 ဖြစ်ပါမယ်။ဒါကိုဆက်မပြန်ဖြတ်လိုက်မယ်။အဖြေက 3D6 ပါ။နံပါတ်3က cobalt CO CO metal ဖြစ်တဲ့အတွက် 4S2 3D7 3D7 ကိုရှေ့ရရေးလိုက်တော့ 3D7 4S2 ဒီလိုပြောင်းရေးလို့ရပါတယ်။နံပါတ်4က copper CU CU က electron 29ရှိတယ်။သူ့ရဲ့မူလ configuration က 4s1 3d10 ဆက်မ 3d ရှေ့ရရေးတာဖြစ်တဲ့အတွက် 3d10 4s1 ဖြစ်ပါတယ်။နောက်ဆုံး number 5က zn 2+ zn က 4s2 3d10 4s2 3d10 မှာ 4s2 က electron နှလုံးကိုထုတ်လိုက်ရင် zn 2+ ဖြစ်မယ်။ zn 2+ တွေ့ သူ့ရဲ့ essential electronic configuration က 3D damage ကြံပါမယ်။ number 3 number 3မှာ AB ပုတ်ခွဲနှစ်ပုတ်ပါတယ်။ number 3 A က using a argon ကို give the complete electronic configurations of the following species အောက်မှာဖော်ပြထားတဲ့ species 5ခုရဲ့ complete electronic configuration ကို argon 6ကိုသုံးပြီးရေးပေးရမယ်။ တော့အာဂွန်6ဆိုတာကတော့ရှေ့မှာလည်းစမောရေးခဲ့ပြီးသား၄000ခွင်းလေးထဲမှာအာဂွန်ရဲ့တင်ဂီတာကိုရေးယူမယ်ဒါဆို electron 18လုံးရေးပြီးသားဖြစ်သွားမယ်ကျွန်တော်တော့စမောဆက်ပြီးရေးမယ် number 1 V2+ vanadium ion vanadium မှာ electron 23 23လုံးရှိတယ်အာဂွန်6လို့ပြောတဲ့အတွက်အာဂွန်ကိုခွင်းနဲ့ထည့်လိုက်ရင် electron 18လုံးကုန်သွားပြီ electron 18လုံးကုန်သွားပြီဆိုရင်23မှာ electron 5လုံးကျန်တယ် ီမှာ electron 2+ လို့ပြောတဲ့အတွက်နောက်ထပ်၃လုံးပဲရေးရတော့မယ်။အဲ့တော့ 4s2 ရေးစရာမလိုတော့ဘူး။ 3d3 လို့ရေးလိုက်ရင် v2+ ရဲ့ complete electronic configuration ရပါပြီ။နောက်နံပါတ်2က cr3+ chromium မှာ electron 24 3+ လို့ပြောတဲ့အတွက် electron 3လုံးဆုံးရှုံးပြီးသားဆမရူရေးရမှာ electron စုစုပေါင်း21ပဲရေးရမယ်21မှာ AR 6နဲ့ ွေးနဲ့ကိုအေးအားထည့်လိုက်ရင်18လုံးရေးပြီးသွားပြီ နောက်ထပ်ထုံးစံတိုင်း electron 3လုံးပဲကျန်ပါမယ် 3d3 လို့ရေးလိုက်ရင်ရပါပြီနောက်နံပါတ်3က mn2+ mn2+ ဆိုတော့ mn မှာစုစုပေါင်း electron 25ရှိတယ်25ထဲကနေ 2+ electron နှလုံးကိုထုတ်လိုက်ရင်ဆရာမတို့ရေးရမှာက electron 23လုံးအတွက်ရေးမယ်ခွေးနဲ့ကိုအေးအားထည့်လိုက်ရင်18လုံးကုန်သွားပါပြီ အီလက်ထရွန်ဘယ်နှလုံးမဲ့ကြံတော့လဲဆိုလို့ရှိရင်အီလက်ထရွန်၅လုံးမဲ့ကြံမယ်ဒါကိုဆက်မ 3D 5လို့ရေးလိုက်ရင်ရပြီ 4s2 ပေါ်မှာရှိတဲ့အီလက်ထရွန်တွေကစမလို့ထုတ်ပစ်လိုက်ပြီနော်4က CO3+ cobalt ion cobalt ကမူလကအီလက်ထရွန်27 3+ လို့ပြောတဲ့အတွက်အီလက်ထရွန်3လုံးနှုတ်လိုက်ရင်ဆက်မလို့ရေးရမှာအီလက်ထရွန်24ပဲရေးရမယ် AR ကိုဂွေးနဲ့ထည့်လိုက်ရင်24ရဲ့18ကိုနှုတ်လိုက်တော့ ကျွန်မတို့ရေးရမယ့် electron ဟာ6လုံးပဲကျန်တယ်။ဒါကြောင့် 3d6 လို့ရေးရင်ရပါပြီ။နောက်နံပါတ်5က nickel 2+ nickel ni2+ ion nickel မှာစုစုပေါင်း electron 28ရှိတယ်။ 2+ လို့ပြောတဲ့အတွက်ဆရာမတို့ရေးရမှာ26ပဲကျန်တယ်။26မှာအာဂွန်6နဲ့ရေးလိုက်ရင်18လုံးကုန်သွားပြီ။26ထဲကနေ18ကိုနှုတ်လိုက်ရင် 3d ပေါ်မှာ အီလက်ထရွန်၈လုံးပဲကျန်ပါမယ်။ဒါဆိုရင်တို့တွေအာဂုံ၉နဲ့အာလုံရေးပြီးသွားပြီ။နံပါတ် 3B state the number of 3d electrons in the followings အောက်မှာဖော်ပြထားတဲ့ metal နဲ့ iron တွေရဲ့ number of 3d electrons ကိုရေးပြရပါမယ်။ 3d orbital ပေါ်မှာရှိတဲ့ electron အရေအတွက်ကိုပြောတာပါ။ number 1 the number of 3d electrons in fe fe မှာ electron 26 26မှာ 3D orbital မှာရှိတာက electron 6လုံးဖြစ်တဲ့အတွက်6ပါ။ Now Fe3+ 3+ ဆိုရင်တော့ 4s2 3d6 က electron 3လုံးကိုထုတ်လိုက်ရင် 3d ပေါ်မှာ electron 5လုံးပဲကျန်ပါမယ်5ပါ Mn manganese manganese ကစုစုပေါင်း electron 25ဒါကြောင့် 3d ပေါ်မှာစုစုပေါင်း electron 3d5 ဖြစ်တဲ့အတွက်5လုံးပါ Mn3+ ဆိုရင်တော့ အဲ့ဒီ 4s2 3d 5တဲ့အလက်ထရွန်၃လုံးကိုထုတ်လိုက်ရင်ဆွတ်ဆွတ်ပေါင်းအလက်ထရွန် 3d ပေါ်မှာ၄လုံးပဲကျန်ပါမယ်။နောက်ကိုဘော့ကိုဘော့ကဆွတ်ဆွတ်ပေါင်းအလက်ထရွန်27ဒါကြောင့် 4s2 3d 7ဖြစ်တဲ့အတွက် 3d ပေါ်မှာအလက်ထရွန်9လုံးရှိပါမယ်။နောက် CO3+ CO3+ ဆိုတော့ 4s2 3d 7က 4s2 ရဲ့နောက် 3d ပေါ်ကနောက်ထပ်တစ်လုံးကိုထုတ်လိုက်ရင် 3d orbital မှာ အီလက်ထရွန်6လုံးမဲ့ကြာပါမယ်ဒီနေ့ lesson မှာ assignment 1နဲ့ page number 101မှာရှိတဲ့ review question ကိုဖြေထားတယ်နောက် lesson မှာ6.2 characteristic properties of the 3D series transition elements ကိုပြောပါမယ် see you next lessons bye bye